မ္မຫນွေဦးတော်လန်ရေးအင်အားစုတွေရဲ့နေမြေထိန်းချုပ်နိုင်မှုကိုတကယ့်နေမြေထိန်းချုပ်နိုင်မှုအမေရိကန်ကွန်ဂရက်လွှတ်တော်ကအတိအမှန်ပြုလာပြီးဖြစ်ပါတယ်။နော်လူသားညွေဆိုးရအန်ယူဂျီနဲ့နိုင်ငံသားတော်လန်ရေးတပ်ဖွဲ့ ERU တွေဒီနော်မြောက်လန်တို့အကြမ်းဖက်စစ်တပ်တဲ့နိုင်ငံနေမြေနှစ်ဆပို့ပြီးတော့ထိန်းချုပ်ထားနိုင်တယ်လို့ကွန်ဂရက်လွှတ်တော်မှာတင်ပြတာဒီနော်တိုင်ရင်းတမန်ရင်တိုင်ရင်းတမန်ရင်အခင်အကျင်းကိုပြောင်းလဲသွားစေနိုင် ဟုတ်ကဲ့ကျွန်တော်မိဘညီကိုမောင်နှမများအားလုံးပဲတော်လန်ညချမ်းသာပါဒါကျွန်တော်ဒီကနေ့နိုဝင်ဘာလ22ရက်နေ့အတွက်ဒါညပိုင်းတည်ရတဲ့စေနိုင်ငံရေးသတင်းကောင်းလေးတွေနဲ့ဒီနောက်မှာဒီကြာဖြန်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါဗီဒီယိုလေးတစ်ပုတ်နှစ်ပုတ်သွားပြီးတော့ကြည့်လိုက်အောင်ညာကဲတော့ပထမဆုံးဒီမြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုဆုတ်ချရန်မြန်မာအရေးအတွက်အမေရိကန်အထူးကိုယ်စားလှယ်ခန့်အပ်ရန်နဲ့မြန်မာဒီမိုကရေစီလှောက်ဆောင်မှုများကိုပံ့ပိုးရန်အမေရိကန်လွှတ်တော်အမတ်၄ဦးကသမ္မတထရန့်အစိုးရထံသို့မနေ့ကနိုဝင်ဘာလ20ရက်နေ့က ောင်းဆိုလိုက်ပါတယ်ဆိုတော့သတင်းကောင်းလေးကတော့ဒါမနေ့ကပြုလုပ်ခဲ့တဲ့နှစ်ပါတီပူးရဲကြားနာပွဲကတော်တော်အမတ်တွေအနေနဲ့မြန်မာပြည်သူတွေရဲ့လွတ်လပ်ရေးနဲ့ဒီမိုကရေစီအတွက်ရုန်းကန်ကြိုးပမ်းမှုကိုထောက်ခံအားပေးရမှာစီးလုံးညီညွတ်ကြကြောင်းပြသလိုက်ပါတယ်ဆိုပြီးအမေရိကန်လွှတ်တော်အမတ်တွေကပြောဆိုထားပါတယ်။ဒါမြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ကပြုလုပ်မဲ့အတူရောင်ရေကောက်ပွဲကိုအမေရိကန်အစိုးရကဆုတ်ချရတဲ့အမေရိကန်အစိုးရရဲ့မြန်မာအရေးအထူးကိုယ်စားလှယ်ခန့်ရေးကိုလည်းလွှတ်တော်အမတ်များကတောင်းဆိုလိုက်ကြပါတယ်။ မြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးဒီမိုကရေစီကျတဲ့အနာဂတ်ကိုပံ့ပိုးကူညီနိုင်ဖို့အာဏာသိမ်းအဖွဲ့ရဲ့လာမယ့်အယောင်ပြရွေးကောက်ပွဲတွေကိုအများပြည်သူစိတ်မောက်မှာဆုံချဖို့နဲ့အကြအတဲကိုကန်တွယ်ဖြည့်ဆင်းရမှာအမေရိကန်ရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုဦးဆောင်ဖို့အတွက်မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့မူဝါဒညှိနှိုင်းရေးမှုတူးကိုခန့်အပ်ဖို့အတွက်ကျွန်တော်တို့ကအစိုးရအဖွဲ့ကိုတိုက်တွန်းလိုပါတယ်လို့လွှတ်တော်အမတ်ကပူးတွဲကြေညာချက်မှာတောင်းဆိုလိုက်ပါတယ်။ ဒါရိုဂျာအရေးနဲ့ပတ်သက်ပြီးတော့လဲဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အတူအခြားနိုင်ငံများပူးပေါင်းဆောင်ရွက်ကြရန်ဒီမိုကရေစီအရေးအတွက်ရုန်းကန်နေရသောမြန်မာပြည်သူအားလုံးနဲ့အတူအမေရိကန်ကရည်တည်ကြောင်းလွှတ်တော်အမတ်များရဲ့ပူးတဲ့ကြေညာချက်မှာဖော်ပြလိုက်ပါတယ်။အဲတော့ဒီသတင်းလေးကိုအပြည့်စုံဖတ်ကြည့်နေတဲ့ဆိုရင်တော့ဒီခေတ်သစ်မီဒီယာမှာတွားပြီးတော့ဖတ်ကြည့်လို့ရပါတယ်။ဒါအမေရိကန်အနေနဲ့ကလည်းကျွန်တော်မြန်မာရေးဘော်ကိုပို့ပြီးတော့အားဆိုင်လာတော့ဒါကျွန်တော်အနေနဲ့တွေ့နေရတာပေါ့နော်။ကဲရောဒါဆက်ပြီးတော့မြန်မာစစ်တပ်ရဲ့အတူရောက်ရွေးကောက်ပွဲမှာလူအခွင့်အရေးချိုးဖောက်မှုများရှိနေတဲ့အတွက်ကြောင့် မြန်မာပြည်သူများပါဝင်နိုင်စေမယ့်အခြေအနေမရှိရကံကွက်ဆုတ်ချရန်ဆိုသောအချက်များအပါအဝင်မြန်မာအရေးအတွက်အစိုးမူကျန်းတရက်ကိုကုလသမဂ္ဂမှအတည်ပြုလိုက်ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့နိုဝင်ဘာလ19ရက်နေ့အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်ခဲ့တဲ့အကြိမ်စစ်ဆေးမြောက်ကုလသမဂ္ဂထွေထွေညီလာခံ တတိယကော်မတီတို့တင်သွင်းလာတဲ့မြန်မာနိုင်ငံစီရိုဟင်ဂျာမွတ်စလင်များနဲ့အခြားလူနည်းစုများရဲ့လူအခွင့်အရေးအခြေအနေခေါင်းစဉ်ဖြင့်အစိုးမူကြမ်းတရက်ကိုတက်ရောက်လာတဲ့အဖွဲ့ဝင်နိုင်ငံများကမဲမခွဲပဲတူညီဆန္ဒဖြင့်အတီးပြုလိုက်ခြင်းဖြစ်ကြောင်းသိရပါဗျ။ဒါကုလသမဂ္ဂမှအတီးပြုလိုက်တဲ့အစိုးမူကြမ်းမှာမြန်မာစစ်အုပ်စုကပြည်ပခန့်များမြစ်တက်နေတဲ့ကာလမှာအတူကြောင့်ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ရည်ရတဲ့အပေါ်ကိုအလုံးမင်းစိုးရင်သည်ဟု၎င်းအထူးသဖြင့်လေကြောင်းမှဘုံကျဲတက်ခတ်မှုများပြုလုပ်နေခြင်းလူအခွင့်အရေးချိုးဖောက်မှုများစီးနေခြင်းတို့က ရိုဟင်ဂျာနဲ့အခြားသောလူနည်းစုများအပါအဝင်မြန်မာပြည်သူများအတွက်အတူယောင်ရေကောက်ပွဲမှာပါဝင်စေနိုင်မဲ့အခြေအနေမရှိတဲ့ကဲ့သို့ဘေကင်းလုံခြုံစွာမဲပေးနိုင်ခွင့်အခွင့်အရေးလဲစိနံမိမဟုတ်ကြောင်းအဲ့ဒီမှာအခြေခံကြတဲ့အချက်များအဖြစ်ပါဝင်တယ်လို့သိရပါတယ်။ကဲတော့ဒီအကြံပတ်စစ်ခွေတက်ရဲ့အတူယောင်ရေကောက်ပွဲကိုဒါကံကွက်ဆုတ်ချဖို့ဆိုတဲ့အစိုးမူကြမ်းတရက်ကိုဒါကုလသမဂ္ဂမှာအခုလိုအတည်ပြုလိုက်တယ်ဆိုတော့ဒါကျွန်တော်အနေနဲ့တကယ်ကိုသတင်းကောင်းလေးပါပဲနော်။ကဲတော့ဆက်ပြီးတော့ဒီကရင်နယ်ခြားစောက်တဲ့ BGF ခေါင်းဆောင်စောချစ်သူကတော့ ဒီကြားဖြတ်နှစ်နေဆိုပြီးတော့အမေရိကန်ကဒီစပြီးတော့လှုပ်ရှားလာတယ်ဆိုတဲ့သတင်းကြားလာနဲ့ဒီကောင်အခုထိကိုပျောက်နေတာဆိုတော့ဒါကရင်နယ်ခြားစောက်တဲ့ BGF ခေါင်းဆောင်ဘူမကြီးစောချစ်သူဟာဘယ်မှထွက်မပြေးပါဘူးဆိုပြီးပြောရေးဆိုခွင့်ရှိသူဒုတိယဘူမကြီးနိုင်မောင်ဇော်ကပြောဆိုလာပါတယ်ဒါကျွန်တော်တို့အကြီးအကဲမှာဘာမှအပြစ်မရှိဘူးဘာမှအပြစ်မရှိတဲ့အတွက်ပြေးဖို့လည်းဘာမှမရှိပါဘူးသူ့အလုပ်သူလုပ်နေတယ်သူ့ရဲ့ဒေတာဖွံ့ဖြိုးရေးအလုပ်တွေနဲ့သူမအားဘူး ကျွန်တော်တို့ကိုညွှန်ကြားစရာစီတာတွေဒီကြားဖြန့်တက်ဖြတ်ရေးကိုပြက်ပြက်တတဆောင်ရွက်ဖို့ညွှန်ကြားတယ်ပြီးတော့ကျွန်တော်တို့အကြီးအကဲကသူ့အတူလမ်းဖောက်တယ်ဘာသာရေးအဆောက်အဦတွေလည်းဆောက်တယ်အဲ့ဒီဘက်ဒီမှာတွားကြည့်နေရတယ်ရှိပါတယ်ကျွန်တော်တို့အကြီးအကဲကဘယ်မှထွက်မပြေးပါဘူးဆိုပြီး BJP ပြောရေးဆိုခွင့်ရှိသူနိုင်မောင်ဇော်ကတော့ဒီနိုဝင်ဘာလ20ရက်နေ့မှာထိုင်းတည်င်းတောက်တွေရဲ့မင်းမြတ်မှုကိုပြန်လည်ဖြေကြားခဲ့ပါတယ် ကဲတော့မင်းတို့ဘာသာမင်းတို့ဘယ်ဘက်ထွက်ပြီးထွက်ပြီးနော်ဒါအမေရိကန်တော့မင်းတို့မြေလံပြီးစာမှာဆိုတော့ဒါမင်းတို့ရဲ့နေဝင်ကျင်ကတော့တိတ်ပြီးတော့မကြတော့ပါဘူးနော်ကဲတော့ဆက်ပြီးတော့ဒါတော့တက်ပွဲသတင်းကိုဆက်ပြီးသွားမယ်ဆိုရင်မကွေးတိုင်း6မြို့နယ်အမှတ်3ပြည်တော်စုလမ်းပိုင်းမှာနိုင်ငံရေးအကျဉ်းသားများတင်ဆောင်လာတဲ့ကားနှစ်စီးကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ကနှစ်ဦးတေဆုံးခဲ့ပြီးနိုင်ငံရေးအကျဉ်းသား PDF တဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါနိုဝင်ဘာလ19ရက်နေ့မနက်9:00နာရီခန့်မှာ 6မြို့နယ်အမှတ်3ပြည်တော်စုလမ်းပိုင်းစီဂွေးချိုနယ်မြေရဲစခန်းနဲ့ဂွေးပင်နယ်မြေရဲစခန်းအကြားမှာနိုင်ငံရေးအကျဉ်းသား5ဦးတင်ဆောင်လာတဲ့ကားနှစ်စီးကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါဗါဒအဲ့ဒီတိုက်ခိုက်မှုအတွင်ကားပေါ်လိုက်ပါလာတဲ့စစ်သား2ဦးသေဆုံးခဲ့ပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကမျိုးပြပျောက်ကြားစစ်စင်ရေးမြဥဆောင်တဲ့ရဲဘော်နတ်ဆိုင်ကမိုးညို့ကိုကယ်ထုတ်နိုင်ခဲ့ကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်မကွေးတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ် ကဲတော့ဆက်ပြီးတော့ဒါကြောင့်စကိုင်းတိုင်းဘက်ကိုဆက်ပြီးသွားမယ်ဆိုရင်စကိုင်းတိုင်း၆ဦးမြို့နယ်မန္တလေးမုံရွာလမ်းမိုက်မှာစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတက်ခိုက်ခဲ့ရမှာစစ်သား9ဦးသေဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကလည်းဒါနိုဝင်ဘာလ20ရက်နေ့မနက်09:30မိနစ်ခန့်အချိန်မန္တလေးမုံရွာလမ်းမိုက်စီရေပိုးစားဖုံးကြောင်းဝင်းအတွင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတက်ခိုက်ခဲ့ကြောင်းသိရပါတယ်ဒါအဲ့ဒီမိုင်းဆွဲတက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ကစစ်သား9ဦးသေဆုံးခဲ့ကဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့ အထီးကမ်းမရှိပဲပြန်လဲဆောက်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်တိုင်းစကိုင်းတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့ရခိုင်ပြည်ဘူတိတောင်မြို့နယ်မှာအာရခတ်တော် A နဲ့ဖြစ်ပေါ်ခဲ့တဲ့တပ်ပွဲတစ်ခုအတွင်အကြံပတ်အာစာအဖွဲ့ဝင်တပ်မှုတူဖြစ်သူစွန်ဟိုက်အာရတူဦးလာဆိုတဲ့ကောင်ကတော့ခွေးတီဝက်တွေတိစုံသွားခဲ့ကြောင်းအမိမဖော်လို့သူမောင်တော်ဒေသခံမွ슬င်တူကပြောဆိုထားပါတယ်။ဒါကျွန်တော်တို့တည်င်းရတာကဒီလ73ရက်နေ့က A နဲ့ဖြစ်ခဲ့တဲ့ဘူတိတောင်မြို့နယ်တောင်ဘက်တပ်ပွဲတစ်ခုမှာ တိတ်ဆုံးသွားတယ်လို့ကြားရတယ်။ဒုက္ခသည်စခန်းကလူတွေစီကလည်းဒီလိုမျိုးတည်င်းကြားရပါတယ်ဆိုပြီးမောင်းတို့ဒေသခံမွတ်စလင်တဦးကပြောဆိုထားပါတယ်ဆိုတော့နောက်ထပ်ဒါရောအကိုချီတို့ဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရဲ့တည်င်းကောင်းလေးတွေကတော့ဒီလောက်ပါပဲ။ဒီနောက်မှာပထမဆုံးဒါပြီးခဲ့တဲ့နေ့ကဒါအမေရိကန်ကွန်ဂရက်အောက်လွှတ်တော်မှာမြန်မာအရေးနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြတဲ့အကြောင်းနဲ့ပတ်သက်ပြီးဒါကိုကျော်ကျော်တင်းရဲ့သုံးသက်ဆွေးနွေးထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်။ညာ။နောက်နံပါတ်6တစ်ချက်ကပါလေဆိုတော့ မြောက်လယ်မြို့ရဲ့တူယောင်ရွေးကောက်ပွဲနဲ့ဆိုင်ပါတယ်ဒီတူယောင်ရွေးကောက်ပွဲကိုဒီကြားနာပွဲကနေပြီးတော့လုံးဝတက်ပြတ်သားသားပယ်ချလိုက်တာကျွန်တော်တွေ့ရပါတယ်နော်ဒီကြားနာပွဲကိုမကထားပဲလို့ကျင်းပါတယ်ဟလာ American Outlook တော့နိုင်ငံရေးရာကော်မတီနော်အရှေ့အာရှနဲ့ Pacific ရေးရာစက်ကော်မတီရဲ့ဥက္ကဋ္ဌ Republican တို့တော်မှရန်ကင်ပြောသွားတာကမြောက်လယ်မြို့ရဲ့မြောက်လယ်မြို့ဂျမ်ဘက်စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဒီတရားဝင်မှုမရှိဘူးယုံကြည်ကိုးစားခံထိုင်မှုမရှိဘူး ဒီမိုကရေစီနီးလန်မကြောက်ဒါကြောင့်မို့လို့လုံးဝလက်မခံအပြတ်ပြောသွားတာဖြစ်ပါတယ်အဲ့တော့ဒီအတူရောင်ရွေးကောက်ပွဲကိုအသုံးချပြီးတော့မဲအောင်နိုင်တို့ကိုကြံဖက်စစ်တပ်ကနော်သူတို့အတွက်သူတို့တိတ်လိုခြင်းနေတဲ့တရားဝင်မှုရအောင်လုပ်မယ်ဆိုတာကိုအမေရိကန်ကွန်ဂရက်လူတော်ကတည်ထားပြီးသားဖြစ်ပါတယ်ဒါကိုတက်မလာအောင်အခုတည်းကဒီရွေးကောက်ပွဲကိုတက်ပြတ်သားသားပယ်ချထားတဲ့သဘောမျိုးကျွန်တော်တို့နားလည် နောက်နံပါတ်1နည်းပြောရရင်တော့ဒီဂျာနာဘက်ကနေပြီးတော့ထွက်လာတယ်ရေးကြည့်တဲ့အချက်၃ချက်ပေါ့နော်ကျွန်တော်မင်းရေးကြည့်တဲ့အချက်၃ချက်ဒါလေးနည်းပြောချင်နံပါတ်1တစ်ချက်ကဘာလဲဆိုတော့မြန်မာနိုင်ငံပြည်ထနာရဲ့အတိုင်းအဆပမာဏကိုနောက်ဆုံးတစ်နှစ်မှာအခုဆိုရင် American နိုင်ငံက American Congress လွှတ်တော်ကနားလည်လာပြီလို့ကျွန်တော်တို့မြင်လို့ရပါတယ် American Congress လွှတ်တော်ကနားလည်လာခြင်းအပြင်မြန်မာနိုင်ငံရဲ့ရေးကိစ္စကို Congress လွှတ်တော်က Congress လွှတ်တော်အမတ်တွေက အားဆိုင်ပြီးတော့တွန်းအားပေးလှူလာနိုင်တဲ့အလားပါရှိတယ်။နောက်နံပါတ်၄တစ်ချက်အနေနဲ့ကျွန်တော်မြင်တာကအမေရိကန်နိုင်ငံသားတွေထိခိုက်နစ်နာနေတဲ့နော်ဝေလီလုပ်ငန်းအကြမ်းဖက်လုပ်ငန်းဒီလိုရာဇဝတ်လုပ်ရက်တွေနဲ့မင်းအွန်လိုင်းတို့ရဲ့အကြမ်းဖက်စစ်တပ်အကြမ်းမှာချိတ်ဆက်မှုဒီမှာပေါ်လာတယ်။ဒီကြမ်းနာပွဲကနေပြီးတော့ဒီလိုချိတ်ဆက်မှုပေါ်ဒီအချက်ကတိတ်ကိုကြီးမားပါတယ်။ဒီအချက်ကတိတ်ကိုကြီးမားပါတယ်။အမေရိကန်နိုင်ငံသားတွေဟာလာမင်းအွန်လိုင်းတို့အကြမ်းဖက်စစ်တပ်ဂျိုးကိုင်နေတဲ့ကာကွယ်ပေးနေတဲ့ ရှားဖြန့်ဝေလီလုပ်ငန်းတွေကြောင့်ထိခိုက်ဒိဋ္ဌာနေတယ်ဟိဆိုရင်ဒါဟာအမေရိကန်နိုင်ငံရေးမှာပြည်တွင်းနိုင်ငံရေးဖြစ်အားဖြစ်လာစေပါတယ်။အမေရိကန်နိုင်ငံသားတွေအမေရိကန်မဲဆန်ဒါရှင်တွေပြည်ဝေလီလုပ်ငန်းတွေရဲ့တားကောက်ဖြစ်နေတဲ့ကိစ္စကိုဘယ်အမေရိကန်နိုင်ငံရေးသမားမှရည်လျူရှုထားလို့မရဘူး။ရည်လျူရှုထားရင်အဲ့ဒီအမေရိကန်နိုင်ငံရေးသမားတွေနိုင်ငံရေးတင်ကြပ်ဖြစ်ပါပါလိမ့်မယ်။နိုင်ငံရေးအဆုံးသတ် ဒါကြောင့်မို့လို့ကျွန်တော်တို့ဟလာဒီဂျာနာဘွားကနေပြီးတော့ဘာတွေမျောလင့်လာနိုင်မျောလင့်လို့ရလာနိုင်တယ်ဆိုရင် American Congress တော်ရဲ့တွန်းအားနဲ့ American အစိုးရကနော်တန်ခတ်ရေးယူမှုတွေနောက်ထပ်ခုလည်းချထားပြီးသားရှိတန်ခတ်ရေးယူမှုတွေနောက်ထပ်ချတာမျိုးတွေကျွန်တော်တို့မျောလင့်ကြည့်လို့မျောလင့်နိုင်ပါတယ်နော်မင်းအောင်လိုင်ရဲ့စစ်ဘုတ်ချုပ်တွေမျိုးစုံပေါ်ပြအခုချထားပြီးသားပြီးနောက်ထပ်မျိုးစုံပေါ်သူရဲ့စစ်တပ်တွေစစ်ဘုတ်ချုပ်တွေနောက်တစ်ခုကမင်းအောင်လိုင်တို့ဂျပန်စစ်တပ်နဲ့ပင်းနေတဲ့တထေးခရိုနီတွေနော်နောက်ပြီးတော့မင်းအောင်လိုင်တို့ရဲ့သားတစ်ဖက်နေကြားဆောင်တပ်တွေ နောက်ပြီးတော့မေအွန်လိုင်းတို့ကိုပင်းပြီးတော့အချက်လက်တွေကိုပေးနေတဲ့เนาะဆက်သွယ်ရေးကုမ္ပဏီတွေเนาะဆက်သွယ်ရေးကုမ္ပဏီတွေနောက်ပြီးတော့ကြားဖြန့်ခိုင်းစကြပြင်းเนาะဒီလိုမျိုးတွေကိုအမေရိကန်အစိုးရကပြီးတော့နောက်ထပ်ပို့ပြီးတော့ပြင်းထန်တဲ့တန်ခတ်ရေးချမှုတွေချလာတယ်ဒါငွေလင်းယူရတာကနောက်နံပါတ်3ချက်ရေးကြည့်တဲ့ချက်ကပါလေဆိုတော့ဒီမနွေဦးတော်လန်ရေးအင်အားစုတွေရဲ့နေမြေထိန်းချုပ်နိုင်မှုကိုတကယ်နေမြေထိန်းချုပ်နိုင်မှုအမေရိကန်ကွန်ဂရက်လွှတ်တော်ကအတိအမှန် ြုတ်လာပြီဖြစ်ပါတယ်။နော်လူသားညွေဆိုးရတဲ့ညွေကြီးနဲ့နိုင်ငံသားတော်လိုင်းတပ်ဖွဲ့ ERU တွေဒီနော်မြောက်လန်တို့အကြမ်းဖက်စစ်တပ်တဲ့နိုင်ငံနေမြီနှစ်ဆပို့ပြီးတော့ထိန်းချုပ်ထားနိုင်တယ်လို့ကွန်ကရစ်တော်မှာတင်ပြတာဒီနော်တိုင်ရင်းတမန်ငင်တိုင်ရင်းတမန်ကြီးအခင်အကျင်းကိုပြောင်းလဲသွားစေနိုင်တယ်ဒါအမြဲတမ်းရေးပါတယ်ဒါလည်းပဲအမြဲတမ်းရေးပါတယ်ချက်ချင်းဖြစ်ပါတယ် ဆိုတော့ဒီလိုကြားနာဘွယ်မျိုးကနေပြီးတော့ဘယ်လိုတွေထွက်လာကြလဲဘာတွေရှင်းနေကြလဲဘာတွေလာလာပြီးတော့အစီရင်ခံကြတယ်ခုနပြောတဲ့ witness တွေအနေနဲ့ကနော်တင်ပြသူတွေအနေနဲ့ကဘာတွေတင်ပြကြတယ်သူတို့ဘယ်လိုမြင်ကြတယ်လွတ်တော်အမတ်တွေကကျွန်တော်ဝင်မှာပါတယ်စက်ကော်မတီကော်မတီရဲ့လွတ်တော်အမတ်တွေကဘယ်လိုမျိုးမိခွန်းနေနေကြဘယ်လိုကောက်ချက်ချကြတယ်ဘာပြောကြတယ်ဆက်တဲ့ပြန်ဓာရီကိုမြမအရေးလှုပ်ဆောင်နေသူပြောရအောင်လို့တို့ရင်အင်အားစုတွေအနေနဲ့ကြက်ကြက်နတ်နတ်သေးစေစိတ်မှုပြီးတော့စမ်းစစ်ပြီးတော့ တော်လိုင်းရေးဘက်ကတော်လိုင်းညာစုဘက်ကဘယ်လိုမျိုးမဟာဗျူဟာကြကြအမေရိကန်ကွန်ဂရက်လွတ်တော်နဲ့အမေရိကန်စုဟာကိုထိုးပေါက်မလဲမင်းအောင်လည်းလို့ဂျမ်ဘက်စစ်တပ်တဲ့အသာရောက်ဘယ်လိုလုပ်လဲအမေရိကန်ရဲ့ထောက်ခံကူညီပတ်ပိုးမှုရက်တွေ့ကြကြပူရလာအောင်ဘယ်လိုလုပ်မလဲဆိုတော့ဒီလေပြင်ဆင်သင့်ပါတယ်ပြင်ဆင်နေတယ်လို့လည်းကျွန်တော်ညွှန်လင်းပါတယ်ကိုဘက်ကမဖောက်ဖဲနဲ့တော့ဘာမှရလာမဟုတ်ပါဘူး အားလုံးမို့လို့လူတော်ရဲ့အင်အားစုအားလုံးစည်ရနာရှင်အမျက်ပြည့်ရေးမှာပါဝင်လို့ဆောင်နေကြတဲ့အင်အားစုအားလုံးဒီလိုခင်းမျိုးကိုအသုံးချပြီးတော့အားထုတ်လို့ဆောင်ကြမယ်လို့ကျွန်တော်ညွှန်လင်းပါတယ်ကျွန်တော်အဲတော့ဒါကြောင့်တော်လိုင်းအင်အားစုတွေအနေနဲ့ကလည်းဒါအခုလိုအခွင့်အရေးကိုကောင်းကောင်းကြီးအသုံးချနိုင်လဲမယ်လို့ဒါကြောင့်အနေနဲ့ညွှန်လင်းပါတယ်နော်ကဲတော့နောက်ထပ်ဒီအမေရိကန်ရဲ့ကြားဖြန့်နှင်းနေဆိုတဲ့ခေါင်းစဉ်အောက်မှာသူတို့ဒီအချမ်းဘတ်စစ်ခွေတက်အနေနဲ့ဘလောက်အောင်ကြောက်ချီပန်းနေလဲဆိုတဲ့အကြောင်းဒါကိုတင်လင်းအောင်ပြောပြထားလေကိုကျွန်တော်ဆက်ပြီးတော့ နားထောင်ကြည့်လိုက်အောင်ညာအလုံးကဘာပြောတာလဲဆိုတော့အဲဒါ11 media group မှာရေးထားရေပေါ့နော်ဒါနေမြငင်းညမ်းလာတဲ့နဲ့အများတဲ့ online လိမ်လည်မှုတွေကိုဒါဟိုအမြင့်ပြတ်အမြင့်ပြတ်ရေလှုပ်ဆောင်သွားမယ်တဲ့ဆိုပြီးတော့မှဘယ်နေရာကြီးလဲဆိုတော့ KK ပဲ့တဲ့ရှေကုတ်ကိုတဲ့ပြီးတော့ကြောက်ခက်နေမြငင်းညမ်းအောင်အဲ့နဲ့အဲ့နေရာတွေကဘယ်သူစိုးမိုးထားလို့ဘယ်သူစိုးမိုးထားလဲဇော်မဲလုံးဒီညမေးကြည့်နေဘယ်သူစိုးမိုးထားလဲ တွန်လိုင်းဘက်တော်သားတွေစုံမိုးထားလို့လားอืมတွန်လိုင်းဘက်တော်သားတွေစုံမိုးထားလို့ဘာမှလုံမရတာလားမင်းတို့ ਨੇ ပလင်းတူဘူးစိုးလုံးတဲ့កောင်នេះပဲเนาะ NC လာတဲ့တဲ့កောင်នេះပဲကျွန်တော်တို့လာဖိုင်းရင်တောင်ရဲထဲမှာငရုတ်သီးပဲတွေ့မှာပါဆိုတော့လူတွေစုံမိုးထားတာနော်အဲ့ဒါကြောင့်မလို့မင်းအောင်လိုင်းကနောက်ဆုံးမှာတင်းပြီးွားတော့ဘာထပြောလဲဆိုတော့ NC လာတဲ့တဲ့တိုင်းသားလက်နေကိုင်းနေကကျွန်တော်ပေါ်မှာ ဟိုဟိုဟာမရှိပါဘူးလို့ပါတစ္ဆာတရားမရှိဘူးလို့မြစ်တာတရားမရှိဘူးလို့တန်ရောတင်တရားမရှိဘူးလို့ဆိုတော့ပေါ်တက်ကရီတွေထပြီးတော့မှချက်ပြောတာပေါ့နော်တော်တော်ပွဲပြသွားတယ်ဒါအမေရိကန်ကလုံမယ်လို့ပြောလိုက်ုံပဲရှိသေးတယ်နော်ဒီဟာတိလာတာကနှစ်ပေါင်းများစွာကြာခဲ့ပြီဆက်လက်နှစ်ဖက်မကတော့ဘူးဒီလုံတွေလုံနေတာကအဲ့ဒီနေရာမှာတာဝန်ထမ်းဆောင်ဘူးတဲ့ခေါင်းဆောင်နိုင်တိတယ်သင်ငန်းကြီးနောက်ခြေချပြူဝမူးမင်းမလားအရှိတောင်တိုင်းရှင်းတာနာကြုတ် တိုင်မှုမေးမလားเนาะနှိခုံငါတိုင်ရင်မှုကိုမေးမလားเนาะဟိုတင်ငန်းကြီးတော့3953936 3900တိုင်ရင်မှုတာတိုင်ရင်မှုလုပ်ဘူးတဲ့လူတွေကိုမေးမလားနော်တင်ငန်းကြီးတော့ viewer G2 တို့ဘာလို့မေးမလားအများကြီးမေးလို့ရတယ်မေးကြည့်ကြည့်ဒီနေရာကသတင်းကကြားလာနေပြီထွက်နေကြအပြင်ရှင်နဲ့တာဝန်လာပြီးထမ်းဆောင်တဲ့အမတ်73ချစ်စင်ကိုကဲမှုဌာနချုပ်တို့ဘာလို့မေးကြည့်ကြည့်ဒီနေရာဒါတွေပဲလုပ်နေတဲ့နေရာတွေ နော်အဲ့ဒါကိုခုမှအမေရိကန်ပြောကမှတိတဲ့ပုံစံမျိုးတော်သေးတယ်ပြည်တွင်းထဲကလူချင်းချင်းကမသိဘူးဗျာဟိုအမေရိကန်လေးလှမ်းမြင်တာညအမေရိကန်လေးလှမ်းမြင်တာဘလို့ဘလို့မျက်စိနဲ့လှမ်းမြင်လဲတော့မသိဘူးပေါ့နော်ဒါကကျွန်တော်တို့ကဒီဖွဲ့စည်းတွေကိုအမြင်ကက်လို့ပြောတာလည်းမဟုတ်ပါဘူးဒီဖွဲ့စည်းတွေလည်းအဲတချို့တို့ရင်စစ်တပ်ကလာတာမပေးတဲ့နိုင်ငံဘဏ္ဍာမစားတဲ့အဖွဲ့အစည်းရှိတယ်ပေါ့နော်နိုင်ငံဘဏ္ဍာမစားတဲ့အဖွဲ့အစည်းရှိတဲ့အခါကျတော့သူတို့ကသူတို့တဲ့တက်တီဆောင်ရေး လုပ်ငန်းတွေလုပ်ဖို့တွေသူတို့လက်နေခင်းအောင်ဝယ်ယူစုဆောင်မှုတို့လူရင်းစုဆောင်မှုတို့သူတို့အင်အားကိုသူတို့ကြီးထွားလာအောင် အလုပ်လုပ်ဖို့အတွက်ကတော့သူတို့မှာဝင်ငွေတစ်ခုတော့လိုအပ်တယ်ပေါ့နော်ဝင်ငွေတစ်ခုတော့လိုအပ်တယ်ဒါပေမဲ့အပြည်သူတို့ဒုက္ခပေးတဲ့ဝင်ငွေမျိုးမဟုတ်ရင်တော့ပိုကောင်းတာပေါ့ဗျာအခုကကျွန်တော်တို့မြန်မာလူငယ်တွေတော်တော်များများကည7နာရီတနာရီဆို KB ရှိလာဝေးပေးရှိလာဆိုပြီးတော့မှ light down တဲ့အနေအထားမျိုး ဖြစ်အောင်ထိဒါအလောက်ခံတဲ့နေရာမျိုးတော့မဖြစ်စေခြင်းဘူးပေါ့နော်မဖြစ်စေခြင်းဘူးပေါ့အဲ့တော့ဒီလိုနေရာတွေကစကြရရှိပါတယ်ရှိလဲရှိပါတယ်တိလဲတိပါတယ်အခုမှအတန်ကောင်းထမဟဲပါနဲ့ဆောက်ချက်ကွဲတာလဲကွဲပြီးနေပြီပဲမထူးတော့ဘူးကျွန်တော်တို့တီးရှိခဲ့ပြီးတဲ့အတိုင်ဖြည့်ရှင်းလှုပ်ဆောင်မယ်ယောက်ျားရဲ့ရာဒဲပြောလိုက်ပြီးနေကိစ္စအခုမှပဲတိရသလိုလို့အခုမှပဲအုံငနေပဲထပေါ်လာသလိုလို့မနေ့တနေ့မှပဲအဆောက်အဦတွေ ထပြီးတော့မှ၆ပြီးအလုံးလုံးတို့လို့ဆိုတဲ့ပုံစံမျိုးပြောတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့လည်းဒါစစ်တပ်ကတော်တော်ဒီကိစ္စနဲ့ပတ်သက်လို့အမေရိကန်ဝင်လာမဲ့ကိစ္စကိုတော်တော်လောင်မြိုက်နေတဲ့အနေအထားမျိုးတော်တော်ကြောက်လန့်နေတဲ့အနေအထားမျိုးကြုံနေရပြီဆိုတာလေးလည်းတစ်ချက်သွားတွေ့ရတယ်ပေါ့နော်အဲတော့အမေရိကန်ကဘာမှတော့မလုပ်ရသေးဘူးဒီကောင်တွေကအခုလိုတွေကြောက်ချီးတွေပန်းနေပြီဆိုတော့စိတ်ချနောက်ဆိုရင်ဒီထက်တော့မင်းတို့ပို့ဆိုးတဲ့နော်ဒါတွေးပြချောက်ချမှုတွေကိုမင်းတို့ကြုံရအောင်ပါနော် ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါတို့စစ်ခွေးလော်ဘီစာရဖတ်ကောင်စဘာဝဲစားကြုံမျိုးမင်းကလည်းဒါပြီးခဲ့တဲ့နေ့ကအမေရိကန်အောက်လွှတ်တော်မှာဒါမြမအရင်နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒီကောင်ကလည်းဘလို့တွေကြောက်ချီပပန်းနဲ့ဖင်ကုန်းပြီးထောက်အော်ထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာကြားပြန်ကိစ္စလည်းအလားတူပါပဲအခုမြမမြန်မာနဲ့ပတ်သက်ပြီးတော့အမေရိကန်လွှတ်တော်မှာကြားပြန်ကိစ္စရဲမြန်မာနဲ့အစိုးရရဲ့လူရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ရဲတော်တော်လေးအမေရိကန်လွှတ်တော်မှာပြားပြီးဆွေးနွေးကြရည်ကြီးကြဲ လုပ်နေပါတယ်မနေ့ရက်ဒီနေ့ပေါ့ဗျဒီနေ့လိုပေါ့အမေရိကန်ဆိုဒီနေ့ပေါ့အကြီးကျယ်ဆွေးနွေးတယ်ဒီမှာကြားပြန်ကိစ္စဆိုအကြီးကျယ်ဆွေးနွေးတယ်သူတို့ဆွေးနွေးချက်တွေကလွတ်တော်တွေမှာဆွေးနွေးချက်တွေကဟိုမြန်မာနဲ့ပတ်သက် ပြီးပြင်းထန်တယ်ပြင်းထန်တယ်ပြင်းထန်တယ်ဘယ်လိုပြင်းထန်လဲဆိုဥမာဆိုကြပါစို့ပြောဒီကြားဖြန့်ကြောင်းမြန်မာစစ်တပ်ကအသက်ရှင်နေသလိုမျိုးကြားဖြန့်ကြောင်းပဲစစ်တပ်ကအကျိုးပြရနေသလိုမျိုးကိုသူတို့ highlight လို့ဇောင်းပေးပြီးတော့ကြားဖြန့်တဲ့စစ်တပ်ကိုဒီလိုဆက်ကပ်ဖို့ကြိုးစားတယ်ပြီးအဲ့တော့စစ်တပ်ကိုဖိအားပေးဖို့ကြိုးစားတယ်ဒီချိန်ထဲမှာပဲဒီကြားဖြန့်နေဆက်ဆက်ပြီးတော့ပဲဒီ ဒီနှိမ်နေကိစ္စတွေလို့ဖြည်းဖြည်းစီလုပ်ဖို့ဆိုတဲ့ကိစ္စတွေပြောတယ်ပြီးတော့သူတို့အမေရိကန်နိုင်ငံသားတွေကဒီကြားဖြန့်ကြောင့်ဒေါ်လာ10ဘီလီယံထက်မနည်းစနစ်နာဆုံးရှုံးမှုအကြီးကျယ်ရှိပါတယ်ဆိုတာမျိုးတွေကိုလွှတ်တော်မှာအကြီးကျယ်ဆွေးနွေးပြီးတော့ဒေါ်နယ်ထရန့်ကိုဖိအားပေးရည်လုပ်တယ်တချိန်တည်းမှာပဲမြန်မာစစ်တပ်ဟာရုရှားနဲ့တရုတ်ကနောက်ခံတဲ့ယူကော့ပွဲရည်တစ်ဆင့်သူတို့ကသူတို့ထွက်ပေါက်ရောက်ကိုစ조사နေတယ်ဆိုတာမျိုးတွေနဲ့တခါဒါမျိုးထွက်ပေါက်မပေးသင့်ဘူးဆိုတာမျိုးတွေလွှတ်တော်မှာအကြီးကျယ်ဆွေးနွေးကြတယ်ဒီနေ့မှာကျွန်တော်ပြည်သူလူထုကို message ပေးချင်တာမြန်မာပြည်သူလူပေးချင်တာက ဆွေးနွေးပွဲဟာဆွေးနွေးပွဲလာဖြစ်တယ်ဆုံးဖြတ်တဲ့ပွဲမဟုတ်ဘူးဆုံးဖြတ်ပြီးရင်လည်း action plan လို့ခေါ်တဲ့လက်တွေ့လှုပ်ဆောင်ခြင်းအစ်စ်ရောက်ဖို့အဲ့လိုပဲအဲ့တော့လွတ်တော်မှာတို့တော့ဆွေးနွေးကြလိမ့်မယ်ဆုံးဖြတ်ခြင်းလည်းဆုံးဖြတ်ကြလိမ့်မယ်အဲ့ဆုံးဖြတ်တာကိုလွတ်တော်မှာအတီးပြုမဲခေါ်တိုင်းလို့လောက်ရလိမ့်မယ်အဲ့ဒါကိုဒီအမေရိကန်ဆိုးရွားစီကိုပို့လိုက်ပြီးဒါမျိုးပေါ်ဆောင်မှလို့ပို့ရင်လည်းပို့လိမ့်မယ်မပို့ခြင်းလည်းမပို့ဘူးပို့သည်ဖြစ်စေမပို့သည်ဖြစ်စေဒါတွေအားလုံးက Donald Trump အစိုးရလက်ထက်လက်ထက်မှာစဉ်းစားဖို့အများကြီးရှိတယ်အဲ့ Donald Trump ကရောမြန်မာအစိုးရရဲ့ပတ်သက်ဘာလို့မှလဲဆိုတော့မေးခွန်းကျွန်တော်မြင်ပြောရရင်သူလည်းကစားနေရတယ် ဒီကြားဖြန့်ခေါင်းစဉ်အောက်ကနေမြန်မာကိုကစားနေတာပဲအကြီးကျယ်ကစားနေတယ်အကြီးကျယ်ကစားပြီးတော့သူကရှင်းပြောတော့မြန်မာနိုင်ငံရေးတဲ့ဟိုရောအာဆီယံဒေသတွေနိုင်ငံရေးတဲ့ဥမှာအမေရိကန်ဝင်ပြီးတော့ချေရှုပ်ဖို့စူးစမ်းနေဖို့ရတယ်သူပြင်အမေရိကန်ကဒီကြားဖြန့်ကနေရတဲ့ information အချို့ကြောင့်သူကဒါနဲ့သက်ဆိုင်ရာနိုင်ငံတွေရဲ့အစိုးရတွေကိုလှုပ်ခတ်သွားအောင်ကစားဖို့စူးစမ်းချင်မှုရတယ်ဥပမာဆိုကြပါစို့ကြားဖြန့်နဲ့ပတ်သက်ပြီးတော့အကြီးစားပုံကူတွေရှိတယ်နော်နာမည်ကျော်တွေပုံကူတွေမှာရှိရှိကြအစတချို့ခွိုင်းတို့အစအကုန်ပါတယ်အဲ့ဒီအုပ်စုတစ်ဖွဲ့လုံးယူ ူကအဲ့ဒီလူတွေကိုအမေရိကန်ကအဲ့ဒီလူတွေကိုလိုချင်နေလိမ့်မယ်ပြီးတော့မြန်မာပြည်ကတချို့သောပုံကိုယ်တွေလည်းသူလိုချင်ဟုတ်လိုချင်လိမ့်မယ်သူတို့အဲဘာခေါ်လဲဆိုတော့သူတို့နေပြည်တော်လုခဲ့တဲ့အချစ်ပြတ်ခြားစားအစိုးရဝန်ထမ်းတွေအဲ့စီးရင်အဲ့ဒီလူတွေအကြောင်းအဲ့ဒီအချစ်လက်တွေအဲ့ဒါတွေသူရမယ်အဲ့ဒါရရင်ဆိုကြပါဦးထိုင်းမယ်ဆိုပါသူထိုင်းအစိုးရထဲမှာဒီကြားပြတ်နဲ့ပတ်သက်ပြီးအချစ်ပြတ်ခြားစားလုပ်နေလို့ဘယ်နှယောက်ရှိလဲဆိုတော့စီရစရာရပြီဆိုပါသူအထိုင်းအစိုးရကအဲ့ဒီသတင်းတွေကိုတနေ့ကနေထွက်မထွက်ဖြစ်အောင် ဖွာလိုက်ဖွာပြီးတော့ねအဲ့အစိုးရဝန်ကြီးချုပ်တွေဝန်ကြီးတွေဘာညာတွေဘုသူကြီးတွေအကုန်ယာတို့ပြုတ်အချင်းချင်းချော့ချစော်သားလောကြအထက်မှာအချင်းချင်း fight ကြတာသူ့အဖွဲ့သူ့ကိုယ်အဖွဲ့တွေ fight ကြတယ်ပြီးတော့ရှုပ်ရှက်ခတ်သွားမယ်တိုင်းကြီးอ่ะရှုပ်ရှက်ခတ်သွားပြီးတော့ကြားပြောင်နေနေရမှာလားသူတို့ချင်းချင်းပဲရှင်းရမှာလားသူဇလန်းနေဖြစ်ကုန်အောင်ဒီရှုပ်ရှက်ခတ်အောင်တိုင်းပြည်ရဲ့နိုင်ငံရေးတွေကိုဝင်မှွေတာအဲ့ဒီကြားပြောင်ကနေဆက်ဆက်လာတဲ့ information တွေနေမှွေတာအဲ့လိုပုံစံမျိုးနေမှွေနေကြတယ်လက်နက်ကိုင်တပုံလေးနေမြေမှာကြားပြောင်နေရမှို့လို့ပေါအောင်ပေါ်တယ်လက်နက်ကိုင်တပုံလေးနေမြေမှာအဲ့ဒီနေမြေတဲ့စစ်တပ်ကမစိုးမိုးထားဘူးမစိုးမိုးထားတဲ့အခါကျတော့ ဒီအောင်ရင်လုံချင်လို့တော့စစ်တပ်ကတော့လုံးလို့မရဘူးခင်ဗျာဂျန်နာဘွန်းနဲ့ BGF ကနေတဲ့ဟိုအရင်ကတော့ဆိုစစ်တပ်ကလူတွေတွားမယ်ဆိုရင်ရလာမင်းရတယ်ဒါပေမဲ့သူတို့ లై ပြပြပေးတဲ့ဟာပဲသူတို့ကြိုတင်ချောင်းကြရတယ်သူတို့ లై ပြပြနေတာပဲကြီးဝင်ရှိတယ်အဲ့လိုပဲ BGF က DKB နေတဲ့ကကြားဖြန့်ယုံနေတွားမယ်ဆိုရင်တော့ BGF ကဝန်နဲ့ဝေါ်တိုင်းဝင်ချတော့လို့မရဘူးပစ်ကခတ်ကြကုန်မြင်အဲ့တော့ DKB ကလာခဲ့ဝင်ခဲ့ဘယ်လိုပဲတွားဆိုတဲ့နေရာပြတာပဲဝင်ခွင့်ရှိတယ်အဲ့ဒါသူတို့ချင်းချင်းဖြစ်နေပြက်တာငေါဝင်မယ်ဆိုရင်ရမ်းဝင်တော့လို့မရဘူးသူတို့အကြောင်းကြားလို့သူတို့ခွင့်ပြုမှဝင်လို့ရတာမပြုံးဝင်ပြစ်ချခတ်ကြတော့ အဲ့ဖြစ်ကြအောင်အဲ့တော့ရှင်းရှင်းပြောရင်ကြားဖြန့်ကိစ္စကနေသက်တကြောင်မှာရှင်းကြားဖြန့်ကလက်နက်ကင်တပုံကြီးရှိနေတဲ့နေမီတွေကမယိုရှင်ဦးတက်မတော်မလွှမ်းမိုးဒီနေရာတွေကိုနေမီမစိုးမထနေတော့အကုန်လှုပ်ချင်လှုပ်ထိုင်းကြည့်တာနာမည်ပြတော့မြန်မာနာမည်ပြတာအဲ့တော့တခါကျရင်ဒီလက်နက်ကင်တပုံကြီးကိုကြားဖြန့်နဲ့ရောပြီးရှင်းပြရမယ်အကုန်ရှင်းပြရမယ်ပို့လိုက်ပြောတခါကျရင်ရှင်းကိုရှင်းပြရတော့မှာဟိုတိုင်းပြည်ဒါဒုက္ခရောက်တယ်တိတ်ခါကြတယ်ရှင်းပြရတော့မှာကဲကြည့်အောင်အဲ့လိုလေစောက်ကြည့်စောက်ကြည့်နေတဲ့တက်တက်ပြီးပြောတာဒါတခိုးကလူပြန်ဟစ်တယ်ဆိုတာမင်းတို့လိုកောင်မျိုးတွေပဲเนาะ အဲ့တော့အမေရိကန်ကိုကြောက်ချီပန်းပြီးဘသူ့မမီလိုက်ပြီးတော့မလွှဲချနိုင်နဲ့ဒီကြားဖြန့်ကိုဥဆောင်ပြီးလုံနေတဲ့မင်းတို့စစ်ခွေတက်ကတော့နော်ဒါမကြခင်နေဝင်ချင်းကိုရောက်တော့မယ်ဆိုတော့ဒါမင်းတို့ကောင်းနေတဲ့ဘောမဟာရရားလေးဝအောင်တာမထားကြပြီးတော့နော်ကဲတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမွန်မတယောက်ချင်းညီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်မနေ့ပြန်ကြပါမယ်တည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါမယ်အားလုံးပဲကျမ်းမာပေးခင်ကြပါစီမြန်